မင်္ဂလာပါတိချက်တီမကျူဆိုပါရရှင်ဒီနေ့မှာတော့စမြက်ကအတုတ်တမျိုးကိုတုတ်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတုတ်လေးကတော့ရခိုင်မာဆိုရင်တော့တနတ်တုတ်လို့ခေါ်ပါတယ်ဒီမှာတော့အရွက်ဆုံးတုတ်လို့ခေါ်ပါတယ်ဒီနေ့တနတ်တုတ်မှာပါမယ့်ပစ္စည်းလေးတွေကတော့ဘဲကြဆန်ဘဲတောင်ရှိမုန်နေရဲ့ ကစုံရရဲ့ဒီအားတော့သဲပင်ပေါင်းနဲ့တကုပ်ပွင့်၆ပါတကုပ်ပွင့်၆ကိုတော့ဆွမြတ်ကမပြုတ်ခင်ရင်ဆုံးရင်းနှခါသုံးခါလောက်တော့ဈေးထားပါတယ်အရွက်တွေပြုတ်ဖို့အတွက်ဆွမြတ်ကရင်းဆုံးရင်းနှီးဥတည်ထားပါတယ်ရင်းနှီးဆူလာပြီဆိုတော့ပဲကြဆံကိုရင်းဆုံးစပြုတ်ပါမယ်ပဲကြဆံကတော့ရင်းဆုံးရေစိမ်ထားပါတယ် ပဲကြဆန်ကတော့ရေစိမ်ထားပြီးသားမို့အကြိုက်ပြုတ်စရာမလိုပါဘူး။နည်းနည်းလေးပြော့လာပြီဆိုရင်ဆယ်ထားလိုက်လို့ရပါပြီ။ပဲကြဆန်ပြုတ်ထားရလေးရပြီဆိုတော့ပဲပင်ပောက်ကိုပြော့လိုက်ပါမယ်ရှင်။အဲ့ဒီမှာပြုတ်ထားတော့မှစီကျက်ချက်ဖို့အတွက်တက်သွန်နေကိုပပလီလီထားလိုက်ပါမယ်။ ပေါက်ပြုတ်တာလေးရပြီဆိုတော့ရေဆစ်ထားလိုက်ပါမယ်။ပင်းတော့စမြက်ကပဲသီးလေးတွေကိုရင်ပြုတ်မှာပါ။ပဲသီးကိုစမြက်ကရေဝင်သွားမှဆိုလို့အတောင်းလိုက်ပြုတ်တာပါ။ပြီးတော့မှပဲလီးပြီးတော့ထည့်မှာပါ။ပဲသီးကိုတော့အောင်ပြောင်းနဲ့ကြီးမထားပဲဒီလိုအစိမ့်နေထားလေးနဲ့နည်းနည်းကျက်သွားပြီဆိုရင်တော့ထုတ်လို့ရပါပြီ။ ထည့်ပြီးရင်တော့ကစွန်းရနဲ့မွန်နဲ့ကိုထည့်ပြုတ်လိုက်ပါမယ်ကစွန်းရနဲ့မွန်နဲ့ပြုတ်ထားရပြီဆိုရင်တော့ထုတ်ထားလိုက်ပါမယ်နောက်ဆုံးအနေနဲ့တခုပွင့်ကိုပြုတ်လိုက်ပါမယ်တခုပွင့်ပြုတ်ထားတော့မှစီချက်ကိုစားချက်ပါမယ်စီဆူလာပြီဆိုတော့စနစ်မုံနေငယ်ထည့်လိုက်ပါမယ်ရှင် စနစ်မုတ်ချက်သွားပြီဆိုရင်တော့ခုနလေးထားတဲ့ချက်တုံလေးထည့်ပြီးတော့ဆေးချက်ကိုစချက်လိုက်ပါမယ်ချက်တုံလေးတွေနည်းနည်းကျွခါနေလာရင်ငပိလေးကိုပါတစ်ခါရဲထည့်ကျော်လိုက်ပါမယ်ကျော်နေင်းနဲ့ပဲအိုးထဲမှာတခါလဲငပိလေးကိုခြေပေးပါတော့ စက်တုံလေးရဲလာပြီဆိုတော့မိပိတ်ပြီးတော့ခဏလောက်အေးခံထားလိုက်ပါမယ်။တခုပင်းပြုတ်ထားလေးရပြီဆိုတော့ဖယ်ထားလိုက်ပါမယ်။ခုဆိုရင်တော့စမရတုတ်တုတ်ဖို့အတွက်မရွက်တွေအားလုံးဆင်းသင်းဖြစ်ပြီဆိုတော့စားတုတ်ဖို့အတွက်ပြင်လိုက်ပါအောင်မယ်။ကျုပ်ထားတဲ့ပယ်တိလေးတွေကိုစမရလိုချင်တဲ့အနေအထားအရွယ်လေးရအောင်ကက်ချီလေးနဲ့ညှပ်ပြီးထည့်ပါမယ်။ ပြီးရင်တော့ကြာစံလေးတွေကိုအပိုင်းပိုင်းဖြတ်ပြီးထည့်ပေးပါမယ်ပြီးရင်တော့ကုနာပြုတ်ထားတဲ့ပဲပင်ပေါလေးကိုနည်းနည်းလေးပဲညှက်ပေးလိုက်ပါမယ်ပြီးရင်တော့ကစုံရက်နဲ့ပုံနဲ့နည်းနည်းလေးထညက်ပေးလိုက်ပါမယ်ပြန်တော့ခုနပြုတ်ထားတဲ့တခုပွင့်နေငယ်ထဲပါမယ်တခုပွင့်လေးတွေကိုလည်းနည်းနည်းတော့ ကကြီးနဲ့ညှက်ပေးလိုက်ပါမယ်။ပြီးရင်တော့ကြက်သားမုံမစွန်းထည့်ပါမယ်။စားတော့ teaspoon တစ်ဝက်လောက်ထည့်ပါမယ်။အရေးပြောထားတဲ့မကြီးသေးအနှစ်၄စွန်းထည့်ပါမယ်။ပြီးရင်တော့ခုနစီကြက်ကြက်ထားလေးကိုထည့်လိုက်ပါမယ်။နားနေငယ်ထဲပါမယ်။ပြီးတော့စပီရောနေလိုက်ပါမယ်။ ခုဆိုရင်တော့လောရရလွယ်ကူပြီးတော့ရတာရှိတယ်